အမေရိကန်ပင်ဒဂွန်စစ်ဌာနချုပ်မှသတင်းယူကြတဲ့သတင်းတောက်တွေဟာပင်ဒဂွန်မှာသတင်းယူခွင့်ကတ်ကိုအောက်တိုဘာ15ရက်နေ့မှာပြန်လည်အနှံကြမှာပါပင်ဒဂွန်ကနေစက်တင်ဘာလအတွင်းတုန်းကသတင်းတောက်တွေအနေနဲ့ရှိုးဝဲနဲ့ရှိုးဝဲမဟုတ်တဲ့သတင်းချက်လက်တွေကို ပန်ဒဂွန်ရဲ့ခွင့်ပြုချက်မရဘဲမဖော်ပြရဘူးဆိုတဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးဖို့အကြောင်းကြားခဲ့ပါတယ်တကယ်လို့အဲ့ဒီစီမင်းစည်းကမ်းကိုမလိုက်နာဘူးဆိုရင်သတင်းတောက်တွေကိုသတင်းယူခွင့်ပိတ်ပင်မှာပါအမေရိကန်ပြည်ထောင်စုမှာဖွဲ့စည်းပုံဥပဒေပထမအကြိမ်ပြင်ဆင်ချက်လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်အရာ တရင်တော့တွေအနေနဲ့ထုတ်ပြန်ဖို့ရှိတဲ့သတင်းတွေကိုယုံကြည်ရတဲ့သတင်းအရေးမြစ်တွေစီကစောစည်းစွာရယူပြီးသတင်းတွေထုတ်ပြန်လို့ရှိတာပါသတင်းတော့တွေရဲ့လွတ်လပ်စွာ ထုတ်ဖို့ရည်တာခွင့်နဲ့ပတ်သက်ပြီး ပန်ဒဂွန်သတင်းတောင်များအသင်းကတော့ဂျာဝင်ညှိနှိုင်းပေမဲ့အဆင်မပြေဘူးလို့ဆိုပါတယ်အမေရိကန်နဲ့ကမ္ဘာကြီးအနေနဲ့တည်တည်တည်တိုက်တဲ့လုံခြုံရေးဆိုင်ရာသတင်းတွေကိုဖော်ထုတ်ရေးသားနေတဲ့သတင်းတောက်တွေရဲ့လုံပိုင်ခွင့်အပေါ်ချုပ်ကင်တဲ့ပန်ဒဂွန်ရဲ့စီမင်းသစ်နဲ့ပတ်သက်ပြီးလက်မခံဘူးလို့အမေရိကန်သတင်းမီဒီယာကြီးတွေကလည်းဆိုပါတယ်အဲ့လိုကြေညာချက်ထုတ်ပြန်တဲ့သတင်းဌာနတွေကတော့ The New York Times, The Washington Post, News Nation, The Hill နဲ့ conservative media တွေဖြစ်တဲ့ Fox News နဲ့ Newsmax သတင်းဌာနတွေလည်းပါဝင်ပါတယ်ခင်ဗျာကျွန်တော်အောင်ဆွေပါ